တကယ်နဲ့2020တုန်းကလည်းဒီရွေးကောက်ပွဲကိုကျင်းပပြီးပါပြီရှင်2025ပေါ့နော်ဒီစနေလပိုင်းမှာလည်းထပ်ပြီးတော့ရွေးကောက်ပွဲကိုထပ်ကျင်းပလာဘာကြောင့်ပါလဲရှင်ဘာကြောင့်ထပ်ပြီးတော့ဒီရွေးကောက်ပွဲကိုထပ်ကျင်းပပါသလဲရှင်အဲ့မေကုန်းတွေကိုလည်းပြည်ပြည့်သမားတွေပြည်ပြည့်တွေတောင်းချမ်းသူတွေကလည်းအဲ့ဒီမေကုန်းအဲ့ဒီမေခေါင်းစဉ်ကိုအကြောင်းပြပြီးတော့စီယုံလှုပ်ဆောင်နေတာရှိတယ်အဲ့ဒါ နောက်နေစတော့ငါတို့ကယူကောက်ပဲမဲပေးပြီးပဲကွာဘာနဲ့ဖြစ်မလာဘူးအခုတော့ဘာလို့မဲထက်ပေးရမှာလဲဆိုပြီးတော့အဲ့လိုဘလို့ယူကောက်ပွဲကလှုပ်ထားပြီးသားပဲငါတို့ယူထားတဲ့ဒီခေါင်းဆောင်တွေရှိတယ်ဗီဒီယိုအမိခံတွေလက်နဲ့ကြိုင်အောင်စီယုံနှုတ်ဆိုတဲ့မှာအဲ့ခေါင်းစဉ်လည်းပါတယ်နော်အဲ့ဒီမိကုန်းလည်းပါနေတယ်ယူကောက်ပွဲကျက်မှတ်ပြီးတော့ဘာလို့ထက်ကျက်ပါမှာလဲယူကောက်ပွဲယူကောက်ပွဲကျက်မှတ်ပဲလူတွေကအစိုးရဖြစ်မလာဘူး ။ဘာညာဆိုတော့ဒါအောင်မကျင်တတ်ဘူးဘာမှမသိဘူးဆိုတော့အဲ့တော့ ਨੇ စီယုံပြီးတော့စီယုံခံနေရကျွန်တော်တို့ရဲ့ယူသားတဲ့ကျွန်တော်တို့အညာအညာညီပြန်းလူငယ်တွေပေါ့ဗျာเนาะအဓိကညီပြန်းဒီသားမနေနိုင်ရလူငယ်အများစု PDF American တွေကနေ NUG တရားမဝင်အစိုးရအဲ့ဒါနဲ့စီယုံတာအဲမှာစီယုံနဲ့ခေါင်းစဉ်တွေအများကြီးရှိတာပေါ့အဲ့ဒါလည်းပါတယ်တခုအဲ့တော့ကျွန်တော်တို့ကြတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ယူကောက်ပွဲကအောင်မြင်တဲ့ကျမပေးနိုင်ခဲ့တော့လေ နော်ယူကောက်ပဲမှာဖြစ်ပေါ်လာတဲ့မဲရလက်တွေစနစ်တကျကျွန်တော်တို့တွက်ချက်တဲ့ဤပညာတွေနဲ့တွက်ချက်တဲ့အခါမှာခင်မင်းဤပညာတွက်ချက်တဲ့အခါမှာမဲမသမာမှုကတစ်စက်တည်းမှာ၄တန်းလောက်ဖြစ်နေတယ်။တိုက်ပြည်လူဦးရေကတန်း50လောက်ရှိတဲ့အခါမှာတိုက်ပြည်ရဟန်ပြည်သူလူထုရဲ့ရဟန်တို့20လောက်နေပါမဲကမသမာမှုဖြစ်နေတယ် တရားမွေမဲဆိုမဲအဲစကားနဲ့ပြောရင်မဲခိုးတာပေါ့ခိုးထားတဲ့မဲတွေပေါ့မဟုတ်တဲ့တကယ်မဲပဲတကယ်ပေးတဲ့မဲမဟုတ်ဘူးမဲမတမအောင်ဆိုတာအရှင်းပြောရင်အဲ့အဲ့မဲကိုတကယ်လူတယောက်ကပေးထားတာမဟုတ်ဘူးအဲ့လူတယောက်ရဲ့နာမည်နဲ့ပဲအချင်းချင်းဆက်ကားပေးထားတယ်တော့တည်သွားတာပဲအဲ့လူကအသက်တရာကျော်နေပြီအသက်မပြည့်သေးတာတွေတည်ဆိုးသွားတဲ့လူရဲ့နာမည်နဲ့မဲပေးထားတာတွေ၁၀ချင်းတကယ်မဲပေးတဲ့လူရဲ့နာမည်ကအချင်း၂၀ နော်နော်မရှိတဲ့လူရဲ့မဲအဲ့လိုမဲခိုးတာပေါ့ဗျာမဲခိုးပြီးတော့လှုပ်ကြံပြီးတော့မဲမနိုင်နိုင်အောင်ထဲသားမှလေးသန်းကိုအဲ့ချင်းကအာဏာရပါတီမြို့သားဒီမိုစီဖွဲ့ချုပ် NLD ပါတီရဲ့တာဝန်ရှိတာဝန်ကြီးတဲ့ထိပ်တန်းကောင်းဆောင်ကြီးတွေကတဆင့်မဲကိုမနိုင်နိုင်အောင်လှုပ်ရမယ်အပြတ်သတ်နိုင်ရမယ်ညမောဆိုးကမလိုချင်ဘူးငါတို့တပါတီထဲနဲ့ပဲတပါတီထဲနဲ့ပဲမနိုင်အောင်တော့ညွှန်ကြားထားတယ် ဟာတွေပေါ်ပေါက်လာတယ်နောက်ပိုင်းကျတော့အဲ့တော့အောက်ခြေကအညွန်ကြားချက်ကိုအထက်နံပါတ်1နံပါတ်2ခေါင်းဆောင်တွေကအဲ့လိုပဲပြောပြီးတော့မျက်စိမိတ်ပြီးနေလိုက်တာပေါ့ဗျာလုပ်ငန်းရှင်တွေဘာလို့ဘာလို့ဆိုတာတင်ကြတော့မပြောတော့ဘူးပေါ့အောက်ခြေကဒါကိုသဘောပေါက်နားလည်တဲ့လူတွေကဘာလို့လဲဆိုမဲဆင်းတွေပုံနေတဲ့ခါမှာမင်းနှစ်တန်းကျော်တော့ပုံပုံနေထားတယ်နှစ်တန်းကျော်သုံးတန်းကျော်လေးတန်းကျော်ငါးတန်းကျော်လောက်ထိမဲပေးခွင့်ရှိတဲ့အတုံးမျိုးရဲ့မဲလက်မှတ်ကတန်း20စုကြပါတော့ဗျာ အ38တန်းအ38တန်းကျွန်တော်မှတ်မိတော့မှားရင်လည်းမှားမယ်အဲ့မဲက38တန်းပဲရရမှာလေမဲပြ38တန်းအဲ့တော့တန်း40ကျော်ရထားတယ်စေတန်းတော်တော်များများပူရထားတယ်ဘာရွေးချင်တဲ့ဟာပူရထားတာလေအဲ့စတဲ့မေယောဂဝဲမတိုင်ခင်မှာကလေးကမဲလက်ပတ်တွေပွဲထားကလေးကဒါကကြိုးတင်ကြံစီမှုဖြစ်နေပြီမဲတွေပွဲထားအဲ့မဲတွေအစင်းနဲ့ထုတ်ထားပြင်လား လိုရတဲ့မဲဘုံလေးမဲုံလေးကိုဘယ်မဲုံဆိုပို့ပို့ပို့ဖုန်းနေတဲ့ဆက်ပြီးဘယ်ကိုပို့ဘယ်ထဲထည့်လိုက်အဲ့အကုန်လှုပ်ရှားသွားတာမာဖီးယားဂိုင်းလို့လို့ပါလို့လို့အဲ့လိုဖြန့်ပြီးလို့ပါဗောတဲ့မဲတွေကျူရိုက်ထားတယ်တကယ်ထွက်လာတဲ့အခါမှာလည်းမဲမတမာမှုကတစ်ဆက်တည်းမှလေးတန်းရှိတဲ့အခါကျတော့တမ်ရောကဒါကိုသိတဲ့အခါကျတော့အိုးကမပူပဲဆလောင်းကပူရတော့တာဗောနော်လက်ရှိကယူကောဘက်ကော်မရှင်ဥလာသိန်းကောင်းဆောင်တဲ့ယူကောဘက်ကော်မရှင် UEC ရဲ့ ် NLD အစိုးရရဲ့ကတကိစားကိုသူတို့ထားတဲ့ကိစားကိုသူတို့တိတော့ဒီကိစားကိုညင်နေတော့မလုပ်ပေးဘူးမဆောင်ရပေးဘူးဒါပေမဲ့တမတော်ကဒီတိုင်းလက်ပိုက်ချနေမလားလစ်လို့ရှုနေမလားလွှတ်လိုက်မလားစဉ်းစားတဲ့အခါမှာညီမတမတော်ရဲ့တာဝန်ကဒီတိုင်းပြည်ကိုချုပ်ချာအာဏာနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဆက်လက်ချော်နှံနေမှာဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်မှန်နဲ့အညီတိုင်းပြည်မပြိုကွဲဘူး တိုင်းပြည်ဒီမိုကရေစီနဲ့မရေရန်သွားဖို့အတွက်ကိုထင်းထင်းဆောက်ရှောက်အောင်မှာတမ်မရောမှာတာဝန်ရှိရဆိုတာဖွဲ့စည်းအခြေခံဥပဒေမှာအတိအလင်းပြဋ္ဌာန်းထားပြီးသားဖြစ်တယ်။တမ်မရောက UEC ဥလာတင်ကောင်းတဲ့ UEC ကိုဒါအောင်စစ်စစ်ပေးပါတောင်းဆိုတယ်မရဘူး။အပြောင်းလွတ်တော့ထပ်တောင်းဆိုတယ်။ပြောင်းလွတ်တော့အထူးစီဝေးခေါ်ပြီးတော့ဒါအောင်ညှိနှိုင်းဆောင်ပေးပါ။ဒါလည်းပြောင်းလွတ်တော့အစိုးရဩဇာ ပေါင်ဆန်းစုကြည်တို့ NLD ရဲ့ဩဇာကိုပဲခံတဲ့အခါကျတော့ဘလို့တော့လည်းမခေါ်ဘူးအဲ့တော့ကာလုံခေါ်ခိုင်းတယ်ဖွဲ့စည်းပုံခြေအုပ်တွေမှာတိုင်းပြည်မှာချက်တဲ့ဖြစ်လာလို့ရှင်မြို့သားလုံခြုံရေးကိုထိန်းချုပ်လာပြီဆိုလို့ရှင်နိုင်ငံတော်ကာကွယ်ရေးလုံခြုံရေးကောင်စီစီဝေးခေါ်ရမယ်ဆိုတာပါတယ်အဲ့တော့ကာလုံလို့ခေါ်တာပေါ့ရေနားလဲအောင်ကာလုံခေါ်ဖို့နှစ်ကြိမ်တောင်းဆိုတယ်အဲ့တော့လည်းဒေါ်ဆန်းစုကြည်ဦးမြင့်အပါဝင်ခေါင်းဆောင်နေ NLD ခေါင်းဆောင်နေရော UC ရောလွှတ်တော် အကုန်လုံးကဒါကိုဘူးပဲခံပြီးတော့မခေါ်ဘူးတောက်ခံနေကြညင်းနေတယ်မခေါ်နိုင်ဘူးရုပ်ောက်ပွဲအတီးပဲဆိုပြီးတော့အားဖြစ်ဖြစ်ရုပ်ောက်ပွဲပြီးသွားရုပ်ောက်ပွဲကြားတက်ကအတီးပဲအဲ့တော့ရုပ်ောက်ပွဲတိုင်းလွတ်တော်ခေါ်မယ်ဆိုမြားတော့တဲ့အစိုးမတက်မလို့ကဖွေးစုံချေခံဥရိပါရေးဖို့ပုံမှန်အရာကိုအင်္ဂနောအာနာကိုထိန်းနေရတာပေါ့ဗျာဝင်ပြီးတော့ဂျာကြီးဝင်ထိန်းနေရတာပေါ့အဲ့တော့ နောက်ဆက်ယူကောဝဲရလာကယူကောဝဲပြီးသွားတော့ညာအတိပြုလို့မရတော့အတိပြုလိုက်လို့ရှိရင်တမိုင်းမှာအဆုံးထင်းကြရင်ခဲတော့မယ်ဖြတ်ထုံးကြတော့မယ်နော်နောက်ဆက်ယူကောဝဲချပိုင်းကာလာကမြမတက်မလို့ခါဝဲစကြောဘယ်လိုမူကြီးမင်းအောင်နိုင်လက်ထက်မြမတက်မလို့ကြီးရလေဒီမဲမဲတမောင်မူမဲပေါင်းတစ်ဆက်တည်းမှာ၄တန်းရှိတော့မဲများ ဖြစ်ပေါ်သည့်မဲမဲတမောင်မူများကိုသိရှိပါလေနဲ့လိလိရှုကအစိုးရခေါ့ အစိုးရအသက်ဖွဲ့စည်းခြင်းလွတ်တော်မှာခေါ်ယူခြင်းဟိုဆောင်ရွက်သွားခဲ့လေဆိုတမန်ကြီးကကြံခဲ့တော့မယ်ဗျာနောင်လောင်သားတွေကလည်းယူကော့ပွဲမတမမှုတွေနောင်နာကတ်နောင်နာကတ်ဖြစ်တဲ့အခါမှာဟာနောင်တော့ဆယ်ယူကော့ပွဲတော့မှဒေါ်အောင်ဆန်းစုကြည်တို့ပါတီက NLD ကဘဲမတမမှုတစ်ဆက်တမဒေသဖြစ်တာတော့မှဘာမှဖြစ်ဘူးအစိုးရဖွဲ့လွတ်တော်ခေါ်ခဲ့သေးတာပဲအဲတုန်းကတမတော်ကလည်းဘာမှတကိစ္ဆာကိုမဆောင်ရွက်ခဲ့ဘူးလူလူရှုခဲ့တယ်နှာစီးခဲ့တယ်ဆိုတာပြီးတော့တမိုင်းမှာကြံရတော့မယ်ဗျာကျွန်တော်တို့တမိုင်းက နောင်နောင်ရွက်ောက်ဘွဲတွေမှာမဲမဲတမမှုတွေဖြစ်သွားဖို့လမ်းခဲပေးလို့ဖြစ်တော့မယ်မဲမဲတမမှုဖြစ်လေရတယ်ရွက်ောက်ဘွဲပြင်းပြီးတော့ဆိုတာမျိုးဖြစ်တော့မအောင်မလို့ရတဲ့ကြောင့်နောင်နှစ်တရာနောင်နှစ်တထောင်ကိုမျိုးရည်ပြီးတော့2020ရွက်ောက်ဘွဲရလောက်ကျွန်တော်တို့ကဖယ်ချခဲ့ပြီးတော့ဘယ်လိုခေါ်မလဲရက်ဆိုင်ခဲ့ရပြီးတော့လုတ်ခဲ့ရတယ်အတွေ့အကြုံတရားမျှတပြီးလွတ်လပ်တဲ့ရွက်ောက်ဘွဲတစ်ခုဆိုတာတိုင်းပြည်ကလိုအပ်နေတယ်ကျင်းပဖို့လိုအပ်လာတယ်ရွက်ောက်ဘွဲမကျမ်းလို့ရှိရင်ကျွန်တော်တို့က တပ်မတော်ကနေတတော်ရှစ်ဖွဲ့စည်းဖို့ချင်းဥရိပါရေးဖို့ကာလအခြေအနေများနဲ့ပဲအုပ်ချုပ်သွားတော့မှာဗျာအဲရစကားနဲ့ပြောလို့ရှင်စေုပ်ချုပ်ရင်းနဲ့သွားတော့မှာတပ်မတော်အုပ်ချုပ်ရေးဒါတွေကရေရှင်မှာသွားလို့မရဘူးဒီတပ်မတော်နိုင်ငံတော်ကာကွယ်ရေးတောက်ထန်းဆောင်မယ်တောင်းမယ်အဓိကတောင်းမယ်ဖြစ်နေတဲ့ကြောင့်နိုင်ငံတော်အုပ်ချုပ်ရေးမှာလွှတ်တော်တွေပေါ်ဖို့လိုတဲ့ကြောင့်မဖြစ်မနေလွှတ်တော်တွေခေါ်ဖွဲ့လွှတ်တော်တွေခေါ်ယူဖို့ရုပ်ောက်ပွဲဆိုတာကျွန်တော်တို့မြန်မာနိုင်ငံအသက်ရှင်ဖို့အတွက် မဖြစ်မနေတောင်းအောင်ဆေးကြီးတစ်မျိုးဖြစ်လာတယ်။ယူကောဝဲမချက်ပါတာကိုဆိုလို့ရှိရင်ကျွန်တော်တို့ကလင်းနေဖြစ်သွားပြီ။နော်လင်းနေကြသွားပြီ။ယူကောဝဲရလက်ကိုအကောင့်ထဲမပေါ်နိုင်တာ။အဲ့တော့လင်းနေကြပြီဆိုခါကျကျွန်တော်တို့ယူကောဘောကဆိုတဲ့ဆေးတောင်းအောင်ရက်ကကြောနေပြီ။ခန္ဓာကိုယ်ကပြောင်းမနိုင်ငံဆိုခန္ဓာကိုယ်ကြီးကအားနေစားပြုတ်လာပြီဗျာ။ယူကောဘွဲဆိုတဲ့ဆေးဝါးကြီးကိုကျွန်တော်တို့ပြောင်းသူကမြန်မာနိုင်ငံတော်ကလိုအပ်နေတယ်။မကျေပါရင်ကျွန်တော်တို့လေဖြတ်သွားမယ်။ဘုနောတို့ကြောက်ဖြတ်သွားမယ်။လဲကြသွားတော့မယ်။ နိုင်ငံတွေမှာလည်းဆေးလိုတာပဲလူမမဟုတ်ဘူးအဲ့နိုင်ငံနိုင်ငံဆက်လက်ရှင်သန်ဖို့ရည်တည်ဖို့ဆေးဝါးတာရုပ်ောက်ပွဲပဲဒါကြောင့်ရုပ်ောက်ပွဲကိုထပ်မံကျင်းပအောင်ကျင်းတော့20ရုပ်ောက်ပွဲဖြစ်ပေါ်ခဲ့တော့ညာလက်ခံရေးများတော့အဖြစ်ပြက်များကြောင့်25ခုအထိရုပ်ောက်ပွဲကိုထပ်မံကျင်းပအောင်ဖြစ်တယ်အမီတခုလောက်ပြောချင်ပါရဲ့ဆရာ online ပေါ်မှာကြီးရွေးကောက်ပွဲကိုတရားမဝင်ဘူးလို့လည်းပြောနေတယ်ကြားပါရဲ့ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုထင်ပါလဲရှင် ဘူးလာမယ်နောက်25ရုပ်ောက်ပဲဟုဆိုလို့ကျန်လားဟုတ်ကဲ့ရှင်တိမန်ပြူဆိုတာတွေကတော့ဓာတ်တွေကတော့တဘုံနေတောင်းញမ်းသူတွေပေါ့ဗျာအဖြတ်သမားတွေကပြောနေတာပါဘာလို့သူတို့ဒီလိုပြောနေရလဲဆိုတော့သူတို့ကနိုင်ငံအာဏာလိုချင်တော့ဟုတ် energy ကနော် energy အမိခံပြပြအစိုးရပေါ့သူတို့ကဒီအရအာဏာလိုချင်တာရုပ်ောက်ဘဖြစ်သွားလို့ရှိရင် ပေါ်လာမဲ့အစိုးရတရားဝင်ကဘာအသိမဲ့ပြုတ်မဲ့အစိုးရဖြစ်လာတော့မယ်။ကဘာအသိမဲ့ပြုတ်လွှတ်တော်ကြီးပေါ်လာတော့မယ်။လွှတ်တော်ကြီးမှလည်းကျွန်တော်တို့ခေါင်းပေါင်းနေနဲ့နော်ကျွန်တော်တို့အမျိုးသားဝတ်စုံနေနဲ့တိုင်းရင်းသားဝတ်စုံနေနဲ့ပြည်သူ့တို့ကိုယ်စားလှယ်တွေကစီကားနဲ့လွှတ်တော်ကြီးကျက်ပါတော့မယ်ဗျာ။နော်ဥပဒေကြီးပြဋ္ဌာန်းတော့မယ်။နော်အစိုးရတကြီးပေါ်လာတော့မယ်။အဲ့လွှတ်တော်ကြီးကနေပြီးတော့တခါတရားဝင်သမ္မတတွေဒုသမ္မတတွေရွေးချယ်တော့မယ်ဝန်ကြီးချုပ်တွေတိုင်းဝင်တိုင်းနဲ့ပြည်နယ်ဒေသကြီးဝန်ကြီးချုပ်တွေ အလွန်ခံကြရတဲ့အခင်းကြီးတခုပြန်လဲပေါ်လာတော့မယ်ဆိုတော့ဟိုအဖြတ်သမားတွေကသွေးပြက်နေတယ်ယူကောဝကျမမယ်ဆိုရင်အတန်နဲ့ကြောက်အောင်အဲ့အဖြတ်မောက်ပြောအောင်ဝင်နေတဲ့တောင်းချမ်းသူ NUGD နော်ပြည်ပြည်တွေနာမည်နဲ့တက်ပြောလို့ရှင်ပြည်ပြည်စင်မအောင်တို့ရီမွန်တို့ဇော်ဝေဆိုးတို့နော်အဖြတ်သမားတွေပြပမှာဖြစ်သွားတဲ့အကုန်လုံးကယူကော့ဘွဲဆိုတာနဲ့သူတို့ထောက်ပံ့နေတဲ့ သူတို့အနောက်နော်အနောက်အစုထောက်လိုင်းကထောက်ပံ့ထားတဲ့ဒေါ်လာတွေမရတော့ဘူးဗျာအဲ့တော့သူငတ်တော့မယ်နော်ပြပမှာသူတို့ကငတ်တော့မယ်လေအခုကသူတို့က PDF တွေကိုစစ်တိုက်ခိုင်းနေတာအသေးခံပြီသူတို့တွေကဘန်ကောက်တို့စင်ကာပူတို့တိုချိုတို့အမေရိကန်မှာဆိုနယူးယောက်တို့ပါရီတို့အင်္ဂလန်တို့လန်ဒန်တို့မြို့ကြီးတွေမှာသူတို့တွေကဟိုတယ်မှာ5 star hotel ကြီးမှာတဲနေတာ ဖိုက်စားဟော့တွေမှာရေရွေးစလုံးနဲ့ရေချိုးပြီးမှတခါတည်းဖိုက်စားဟော့တွေအားနဲ့ကျွေးတဲ့ cheese တွေပေါင်မုတ်တွေချက်ကင်တွေသိုးသားကင်တွေစားပြီးတော့မှအင်တာဗျူးပြီးတော့တိုင်းပြည်အလူတိုင်းကြခိုက်တာဘာဖြစ်တဲ့ရုပ်ကဝဲတရားမဝင်မှုတရားမဝင်မှုတွေအတိမန်ပြူအော်နေရဟာသူတို့မျက်နှာတွေကြည့်ပါလားအစီတဝင်းဝင်းနဲ့ကိုတခါတည်းပြည့်ဖြိုးပြီးတော့ဇင်မောင်အောင်လို့ပြည့်ပြည့်နေအကုန်လုံးကပြည့်ဖြိုးလှပနေတာပဲဇော်ဝင်ဆိုးတို့ဒေါ်လာတွေရွှင်ပြီးတော့ထောပတ်တွေအစီအူးထောပတ်တွေစားပြီးတော့ သူတို့ဖြစ်နေတာသူတို့တိုက်ခိုင်းတဲ့တိုးထဲမှာတကယ်လမ်းမရောက်နေတဲ့လူတွေကြတော့နေတည်မလားညနေတာမနေ့တည်မလားနေ့လည်းတည်မလားမသိဘူးအဖြစ်နေကြအဲ့ရုပ်ကရုပ်ကဘယ်လိုအတိအကျပြောဆိုတာဘယ်သူမှမဟုတ်ဘူးအဲ့ပြီးပြီးပြီးဖြစ်တယ်ရနေပြီးတော့တည်မှန်ပြူဆိုပြီးတော့သူတို့ပတ်စံပေးထားတဲ့မီဒီယာတွေကရှော့အော်ခိုင်းနေတာဘယ်နိုင်ငံကမှတရားဝင်ကျွန်တော်တို့တည်မှန်ပြူပါဘူးဆိုတာအတိလင်းတရားဝင်ဘောဆိုတာမရှိသေးဘူးသူတို့ တင်းမှန်းမျိုးဆိုတဲ့အတန်ကိုကျွန်တော်တို့ကခတ်ရမ်းပြောလို့ရှိရင်ခွေးလေးခုံလို့ဖုံးမထားဘူးအဲ့လိုပဲကျွန်တော်ပြောချင်တယ်ကျွန်တော်သိချင်တဲ့အကြောင်းရင်းတရားကတော့လက်ရှိယူကောက်ပွဲကျင်းပါမယ်ဟုတ်ယူကောက်ပွဲကလွတ်လပ်ရေးတရားမျှတတဲ့ယူကောက်ပွဲလို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်အလိုပဲမြန်မာပြည်မှာရှိတဲ့ပြည်သူပြည်သားတွေအကုန်လုံးကလည်းဒါလွတ်လပ်ရေးတရားမျှတဲ့ယူကောက်ပွဲဆိုပြီးယုံကြည်တယ်ပြည်သူတွေယုံကြည်နေတဲ့ယူကောက်ပွဲကိုပြည်ရင်းပြည်ပအချမ်းဘက်အဖွဲ့အစည်းတွေကဖက်လို့ဖြစ်စီလောက်ရတဲ့အကြောင်းကိုသိချင်ပါတယ်ဆရာ တိုင်းပြည်ကိုဖျက်ရမယ့်လူကသူတို့ရဲ့တခုရဲသောလူပဲဖြစ်နေတိဆောက်တာတိဆောက်တာနှစ်တရာတိဆောက်လို့လည်းမလောက်ဘူးဗျာဖျက်တာတမိနစ်ပဲဗျာနော်တိုင်းပြည်တဲတယ်ဆိုတာနှစ်တရာနဲ့လည်းတိုင်းပြည်တပြည်တဲလို့မလောက်ဘူးဖျက်တာတမိနစ်ပဲကိုရိတ်တရာကြီးကိုဗျာအင်းလေးလက်ထက်မှာတွေကနော်1900ကိုနှစ်လောက်ထဲကနေပြီးတော့တိဆောက်ခဲ့ရတာတိဆောက်တာပဲနေပေါင်းများစွာကြားတယ် ်အင်္ဂလိပ်ခေတ်ပတ်စံကိုတော်တော်များတယ်အင်္ဂလိပ်ပတ်စံနဲ့အင်္ဂလိပ်ခေတ်ကဆပြီးတော့ဆောက်လိုက်တဲ့ဆောက်စံတော့ဆိုဂုဋိတရာကဘာပေါ်မှာခေတ်မိဆုံးနဲ့အမြင့်ဆုံးတရာပရမောင်းတရာဖြစ်သွားတယ်ခေတ်မိဆုံးနဲ့အမြင့်ဆုံးတရာကဘာပေါ်မှာမဆောက်ခဲ့ဘူးသေးဘူးအဲ့တော့ကျွန်တော်ဂုံရှိတယ်ဂုဋိတရာကြီးကိုအင်္ဂလိပ်ကဆောက်သွားတာဆောက်ရတာ အဲ့ဘောင်းတွေကိုတဲလာရတာဟိုးအင်္ဂလန်နေအမေရိကန်နေစတီးဘောင်းနေတဲလာတမောနေဒီမှာလာတက်တာရထားနေဒီကနေရန်ကုန်ကနေတခါအဲ့ဒီကိုထဲကိုရောက်တဲကြရတယ်ကားတွေတိုင်းနေငှက်ဖြားမိလို့လူတွေတေကြအများကြီးပဲတော်ထဲမှာဖြတ်လိုက်တော့အကျန်းဖက် TNL ပလောင်လက်နဲ့ကင်တဘုံတောင်းချမ်းသူတဘုံကဖြတ်လိုက်တာဘုံတလုံးနဲ့ပဲတဆက်ကံပဲကြတယ်အိုးပြူသွားဖြတ်တာလွယ်တယ်သူတို့ ြစ်တဲ့လုပ်ငန်းကကျွန်တော်ပြောချင်တာကျွန်တော်တို့ဗမာလူမျိုးမြန်မာလူမျိုးဟာလေအဖြစ်တဲ့လုပ်ငန်းမှာတိတ်ပြီးတော့သူများလူမျိုးတွေပိုချွမ်းကြတယ်ကောင်းတဲ့ဟာကြလို့ရှိရင်ကျွန်တော်တို့ကတော်တော်ကြားတယ်မတက်ဘူးเนาะဒုံးမြန်တို့ဘာလို့ပြီးပညာကြတယ်ကျွန်တော်တို့ကနှေးတယ်အဲ့ဖြစ်တဲ့လုပ်ငန်းမှာသူတို့ကသူတို့ဖြစ်တဲ့ဘာကြောင့်ဖြစ်ရလဲဆိုတော့ဆိုတော့မေးခွန်းလို့ပဲသူတို့က ယူကောဗန်ဖျက်လို့ရှိရင်တို့ဘွားတွေရက်ဒီလို့များတော့တို့အကုန်လုံးကယော့ဒန်နိုင်ငံမှာဘွားတွေဆုံးကြရတော့မယ်ဗျာတေးရမှာပြည်ပြည်ပြေးဘွားနဲ့ပဲယော့ဒန်နိုင်ငံနေမှာတို့ဘလူးမားလည်းဆက်လက်မထောက်ပံ့တော့ဘူးဗျာအလုဆားရတော့မှာတို့ကမလုဆားကြဘူးလက်ကြောမတင်ကြအောင်ဗျာခက်ရှင်ပြောရင်လူလေကြီးတွေပြောတို့တို့နိုင်ငံကြီးလုဆားနေကြတာအဲ့တော့ယူကောဗန်ပြီးသွားတဲ့အခါမှာအောင်မြင်သွားလို့ရှိရင်တို့ဘယ်နိုင်ငံမှာပတ်သက်မပြီးတော့ဘူးဆိုရင်တို့ရအောင်လို့တက္ကစီမောင်းရံနဲ့မောင်းအောင်မယ် မိုက်ချိုးနဲ့ကျုံးရမယ်နော်သူတက်ထားတဲ့အင်္ဂလိပ်စာတွေဘွဲတွေကနိုင်ငံတကာအသိမှန်ပြူဗျာသိလားနိုင်ငံတကာဆိုတော့အမေရိကန်နိုင်ငံမျိုးကအင်္ဂလန်ကဘွဲရလာတဲ့ဆရာဝန်တော်အမေရိကန်အသိမှန်ပြူဆောင်းမပြန့်ဖြေရတယ်အမေရိကန်ဆိုရင်ဘယ်နိုင်ငံမှဆရာဝန်မအသိမှန်ပြူဆရာဝန်အင်္ဂလန်ကရခဲ့တဲ့ဆရာဝန်တော်အမေရိကန်အသိမှန်ပြူဘဝနိုင်ငံမှာစာတက်ပါပါဆိုတော့ဒီဇင်မာအောင်လို့ဘာဇော်ဝေဆိုလို့ဆရာဝန်ဆရာဝန်ဒေါက်တာဇော်ဝေဆိုလို့သူတို့ကခုမှ ်ဆောင်းဝင်လို့ဘုံပြောနေဆေးဥမှာတန်ရှင်းမဲ့လို့လို့ရမှာဆေးဥမှာသူပတ်သက်ချင်လေအမေရိကန်ဆေးဥမှာသူကတန်ရှင်းရေးလောက်ကိုတော့တော်တော်ဝင်လျှောက်ယူရမှာတန်ရှင်းတော့တရားဥမလွယ်ဘူးအသက်ရွယ်မချမ်းမာတာနဲ့တပည့်ရှင်မလဲနိုင်လို့ရှင်မခံဘူးဗျာသူတို့တာသမီးရဲ့ပညာရေးသူတို့ရဲ့ဘဝရဲ့မတည်မှုချောက်ချားလာတာပြည်သူလူထုတွေမဟုတ်ဘူးပြည်သူ54တန်းတော့ဖြစ်ချင်အဖြစ်ရုပ်ောက်ပဲမရှိလေနေကြကွာငါတို့ဘာမှမပြောင်းရငါတို့အစိုးရမှဖြစ်လို့ရှင်ငါတို့အနာမရရင်ဒုက္ခပဲဆိုပြီးတော့ ဲ့ဒါကိုဖြတ်နေတာသူတို့အတွက်သူတို့လုပ်နေတာသူတို့ရှုံးနေပြီဆိုတာသူတို့တည်တယ်ရင်ထဲမှာအဲ့အရှိုးတယောက်ဟန်ဆောင်ပြီးတော့လိုက်ပြီးတော့နိုင်ငံရေးဝါးတယ်ထဲတာပေါ့ဖြတ်ကြတိုက်ကြအကုန်မြန်မာတပ်မတော်လို့သမျှဘုကြမူရင်မြောင်းလိုက်တို့တမယကောင်းတာမှန်တယ်အကုန်လုံးဆန့်ကျင်ဘက်ကနေကွာတို့တင်ပြတာဒီဘက်ကဖြူသူကအဟွားကအမဲဘုဘကအစင်းဆိုတို့အကွာအဖြူမရှိတန်းပြောနေတာဖြတ်တာအဲ့တော့ဒါကြောင့်ကျွန်တော်ဖြစ်စီနေတာအပြက်ပြက်အောင်ဖြတ်မှာတို့တောင်းမယ် ျွန်တော်တို့ကဒါကိုခုခံကာဝေးရမယ်ယူကောဘက်မှာအောင်မင်းအောင်မင်းကိုလှုပ်ရမယ်နိုင်ငံကြီးအကြောင်းအတွေ့အတွေ့ခေါ်တွေခဏပေးပယ်တာမဟာပြည်သားအီအာဝရီသားချင်းတွင်သားစစ်တောင်းသားတန်လွင်သားဒီစိတ်ထဲနဲ့မယ်ငါတို့မြေပေါ်ကောင်းဖို့အတွက်ကိုငါတို့တိုင်းပြည်ကောင်းဖို့အတွက်ဘယ်လိုလုပ်လို့ဘယ်ဆိုးကချင်းပါချင်းမယူကောဘွဲရတော့ဖြစ်ရမယ်ဒီဆိုးကိုကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေဒီယူကောဘွဲမှာအောင်မင်းလို့ရှင့်ငါတို့တိုင်းပြည်နောက်တစ်ဆင့်တက်လို့မရဘူးကမ္ဘာလယ်မှာငါတို့ တိုင်းပြည်မျက်နှာငယ်ပဲဘယ်သူပဲတက်လာတက်လာပါတီအစဲဘာဆွဲညာဆွဲမရှိနဲ့မြန်မာပြည်မှာကျွန်တော်တို့အတူတူမွေးကြတယ်သူချက်မြုပ်ကြတယ်ခင်ဗျားတို့ချက်တယ်လေဒီမြေမှာမြုပ်ထားတာပဲကျွန်တော်ချက်လက်ဒီမြေမှာမြုပ်ထားတာပဲဟုတ်လားကျွန်တော်ကဗမာပြည်မှာမွေးတဲ့កောင်းပဲကျွန်တော်တို့ချက်မြုပ်ထားဒီမြေကြီးပုံမှာဒီမြေကြီးနဲ့ဒီနိုင်ငံတော်ဒီလူမျိုးတွေအတွက်ရုပ်ောက်ပွဲဟာတရားရစင်ဖြစ်တဲ့ကြောင့်ဒီတရားခင်းတော့ကျွန်တော်တို့ဝိုင်းကူရမယ်အဖြစ်သမားတွေကိုခြေမောရမယ်နော်